င်္ဂလာပါရှင်။ Dostan Channel ကနေဒီကနေ့ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမအဦးဆုံးမလေးရှားဝန်ကြီးချုပ်ကသူမပါဟုအတည်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စီအိုစုတွေနှစ်စဉ်နှစ်တိုင်းလိုအာဆီယံထိပ်သီးအစည်းအဝေးလုပ်တိုင်းအချက်တကွဲအကျိုးနဲ့အပြင်နဲ့အမြင့်ရင်ဆိုင်ခဲ့ရသည့်ကြီးသားဖြစ်ပါတယ်။စီအိုစုကိုထောက်ခံနေကြသူများကလည်း၎င်းတို့ခေါင်းဆောင်ကြီးအားတရုတ်နှင့်ရုရှားခေါင်းဆောင်များကိုယ်တိုင်ကဖိတ်ခေါ်ခံထားရပြီဖြစ်၍ဒီတစ်ကြိမ်တော့အာဆီယံမတက်တာဖိတ်ခေါ်ရတော့မည်ဟုမျှော်လင့်ခဲ့ကြပါတယ်။ မျောလင်းချက်များပြင်းထန်လာ၍နောက်ဆုံးတက်ရောက်ရလိမ့်မည်ဟုလိမ့်ညာသတင်းလွှင့်လာရသည့်အထိဖြစ်သွားကြရပါသည်ထို့သောကွာလာလမ်ပူတို့မနေ့ကဆိုက်ရောက်လာသောမြမကိုစလေအဖွဲ့တွင်တော့မင်းအောင်လိုင်းပါမလာရှာတော့၎င်းစားဆေးဥစု၏နိုင်ငံခြား၏ဝင်ကြီးဌာနအမြင့်တဲ့အတွင်းဝင်ဟော့ကင်ဆန်ကိုသာတွေ့လိုက်ရပါသည်တက်ရောက်လာတဲ့နိုင်ငံတကာမှကိုစလေကြီးများသတင်းဌာနများကလည်းမြမစစ်ကောင်းဆောင်၏ထိုင်ကုန်တွင်ဟာလာဟင်းလင်းကြီးဖြစ်နေသည်ကိုသတိမထားမိပဲနေကြမည်မဟုတ်တဦးတယောက်ကြောင့်နိုင်ငံကုန်ဒိတ်ကကြဆင်းရသည် ဖြစ်ပင်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ကလည်းမင်းအောင်လိုင်းကိုဖိတ်ခေါ်ထားခြင်းမရှိကြောင်းနဲ့မိမိတို့သည်အချက်၅ချက်အတိုင်းသာရည်တည်သွားမည်ဟုတိုတိုတုတ်တုတ်ပင်အတည်ပြုပြောဆိုခဲ့ပါရယ်မလေးရှားနိုင်ငံသား၏ဝန်ကြီးကရှင်းလင်းရာတွင်ပြဿနာတွင်အဓိကပါဝင်ပတ်သက်နေသူများနဲ့ဖေဖော်ဝါရီတွင်တစ်ချိန်မေလတွင်တစ်ချိန်ချက်ချင်းပြန့်ပြန့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှစ်ဦးနှစ်ဖက်တွေ့ဆုံဖို့ဖေဖော်ဝါရီလတွင်နှစ်ဖက်စလုံးကပေးချခဲ့တော်လဲမေလတွေ့ဆုံပြီးမှတော့နှစ်ဖက်တိုက်ရိုက်ဆက်သွယ်မှုများရှိလာခဲ့ကြောင်းဤဒီကပင် မိမိရရှိခဲ့သောတိုးတက်မှုဖြစ်တယ်ဟုဆိုပါရယ် မြန်မာတွင်ဖြစ်ပေါ်နေမှုများပေါ်ဖြည့်ရှင်းရန်ဆိုကဒုံနိုင်ငံညီနိုင်ရေးရန်နီယာအဖွဲ့ဝင်များဖြစ်သည့်ရခိုင်လက်ရှိနယ်လာမဲဥက္ကဋ္ဌနိုင်ငံများနှင့်တွေ့ဆုံသည့်အခါအသေးစိတ်တင်ပြသွားမည်ဟုပြောခဲ့ပါသည်ဒုအဖွဲ့က2023မှာတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်မလေးရှားပါလီမန်မဲဝေါင်ချင်းကအာဆီယံအစည်းအဝေးများတွင်အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီးအာဆီယံတချင်းများစုနေုံဖြင့်အလုံးမဖြစ်တော့ဟုမကြသိမီကပြောဆိုသွားခဲ့ပါသည်ယခု2025ခုနှစ်နှစ်ကုန်ပိုင်းရောက်လာပြီဖြစ်၍အာဆီယံအနေဖြင့်လမ်းကြောင်းသစ်ဖော်ထုတ် ရဲ့အခွင့်လမ်းများထွက်ပေါ်လာနေပြီဟုတန်ဒီပလိုမတ်စာဆောင်မှရေးသားလာပါတယ်။အဘယ်ကြောင့်အချိန်ကောင်းဖြစ်လာရသနည်းဆိုမှုစေယုစုတီကမှုရှုတို့ဖြစ်လာနေပြီးအတူရောင်ရေကောက်ပွဲကိုဖန်တီးလာပါတယ်။အတင်းကျပ်စစ်သားစုဆောင်မှုကိုအချိန်မြင့်လာပါတယ်။အရက်သားများအကျန်းဖက်တက်ပြတ်မှုများတိုး၍ပြုလုပ်လာနေပါတယ်။ထို့ချက်များသည့်အာဆီယံအားတက်ပြတ်ဟောင်းကြီးထက်တလဲလဲဖွင့်နေရမည်အချိန်မဟုတ်တော့ဆိုသည်ကိုလှုံ့နှိုးနေခြင်းလည်းဖြစ်ပါတယ်။ထိုတာဝန်ကိုအာဆီယံတစ်ခုတည်းတာဝန်မယူသင့်အာရှပစိဘိတ်နဲ့ဥရောပနိုင်ငံ ်များရှိဒီမိုကရေစီနိုင်ငံများနဲ့လက်တွဲလှုပ်ဆောင်သွားတင်ပါတယ်။ဤဒီကလည်းနိုင်ငံတနိုင်ငံ၏ပြည်သူများ၏ကိုပိုင်ဆုံးဖြတ်ခွင့်အားလေးစားမှုရှိသည်ကိုပြဆိုလိုက်ခြင်းဖြစ်၍လူသက်နေသောစေယုတ်စုနှင့်ဖက်လေတကင်းလှုပ်ရှားမလို့ဟုရေးသားထားပါတယ်။ ယခုကအာဆီယံအစည်းအဝေးကြီးနှိကက်လာနေပြီးအားလုံး၏တာဝန်ပြည့်တင်မှုများကမြင့်တက်လာနေခြင်းအားလုံး၏ဝေဖန်ပြည့်တင်မှုများကမြင့်တက်လာနေခြင်းလည်းဖြစ်ပါသည်။မင်းအောင်လှိုင်ဦးဆောင်မှုဖြင့်ဆက်သွားနေမည်ဆိုကတိုင်းပြည်သည်မြို့တို့များပြန်၍နလန်ထူလာနိုင်စရာအကြောင်းမရှိဟုအားလုံးကသုံးသပ်ထားကြပြီးဖြစ်၍၎င်းတို့အားမြို့သိနေနေများအတိမတ်ပြုသည့်ပုံစံမျိုးမရောက်အောင်လုပ်ဖို့အာဆီယံကိုဝိုင်းဝန်းအရေးဆိုနေကြခြင်းသာဖြစ်ပါသည်။ အမေဆိုရင်အာဆီယံပုံရိပ်များကိုပြန်လည်ကြည့်ရှုရင်လူယုံမှတစိုးကြောင့်ရေတိမ်နေရမလို့ဖြစ်နေဒီကိုယူကျုံမရဖြစ်နေမိပါတယ်ဖြီသူတို့ဤတရားတော်စင်မုတ်ချအောင်ရမည် ဆက်လက်ပြီးလက်နက်ဖြုတ်သိမ်းပုံညှဉ်းဆန်နေတဲ့ Hamas ကိုငြိမ်းချမ်းရေးမှာမပူးပေါင်းပါကချေမုံပြစ်မယ်လို့ American ဒုသမရသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဂါဇာကမ်းမြောင်အဖြစ်ခန့်ရင်စရေးသဘောတူညီချက်ကိုအကောင့်ထည့်ဖော်မှုဟာမျှော်လင့်ထားတာတဲ့အခြေအနေကောင်းပြီးအဖြစ်ခန့်ရင်စရေးကိုထိန်းထားနိုင်တယ်လို့ American ဒုတိယသမရ JD Vance က Israel ကိုရောက်ရှိချိန်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ Hamas အနေနဲ့လက်နက်ဖြုတ်သိမ်းပုံအတွက်နောက်ဆုံးရက်သက်မဲ့ပေးဖို့ကိုညှိစောထားပြီး Hamas တို့ပူးပေါင်းလှုပ်ဆောင်ခြင်းမရှိပါ ကချိန်မုံပြတ်မှာဖြစ်တယ်လို့ JD Bank ကပြောပါတယ်။ယခုလအစောပိုင်းမှာအပြစ်ခက်ရင်ဆိုင်သဘောတူညီချက်ကိုညှိနှိုင်းပေးခဲ့တဲ့ American သမ္မတ Donald Trump ကရော Hamas တို့အနေနဲ့စိုးစိုးရွားရွားတွေဆက်လုပ်နေမယ်ဆိုရင်အရှိလေပိုင်းရှိ American မဟာမိတ်တွေဟာဂါဇာကမ်းမြောင်ကိုအင်အားလုံးရင်းနဲ့ဝင်ပြီး Hamas တို့ကိုမောင်းထိတ်လို့ ဟာမက်စ်တို့ကိုမောင်းထုတ်လိုက်မယ်လို့သတိပေးပါရယ်။စနေရက်ကြာပြစ်ခတ်ရေးစေးကိုနှောင့်နှေးသွားစေတဲ့တင်းငွေတွေနေကကျန်းဖတ်မှုဖြစ်ပေါ်ပြီးနောက် JD Bus Israeli စင်စတင်ထွက်ပေါ်လာတာပါ။ Hamas တို့ရဲ့တိုက်ခိုက်မှုကြောင့် Israel စစ်သားတွေသေဆုံးပြီး Israel တို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် Palestine ဒါဇင်နဲ့ချီသေဆုံးခဲ့ပါတယ်။ Trump ကတော့ Hamas ဒေမန်နာကိုလုံမယ်လို့မျှော်လင့်နေတော့ဘဲလို့သူ့ရဲ့ social media မှာရေးသားခဲ့ပါတယ်။ ဒီလိုမှမလုပ်ရင် Hamas တို့ရဲ့အဆုံးသတ်ဟာအမြန်ဆန်ပြင်းထန်ကြမ်းတမ်းလိမ့်မယ်လို့သူကသတိပေးထားပါတယ်။ American ဒုတိယသမ္မတ JD Vance ရဲ့ Israeli ခီးစဉ်တွင် Hamas နဲ့စစ်ပွဲအပြီးတိုင်အဆုံးသတ်ရေးအတွက်ရည်ရှိပြဿနာတွေဆွေးနွေးညှိနှိုင်းမှုစတင်ဖို့ Israeli ဝန်ကြီးချုပ်နေတယာဟုကိုတွန်းအားပေးမယ်လို့မျှော်လင့်ရပါတယ်။သဘောတူညီချက်ရဲ့အဓိကပန်းတိုင်တွေကိုအကောင့်ထည့်ဖော်ရမှာတိတိတတ်တာအထောက်အကူဖြစ်ခြင်းအတွက် Israeli ကို JD Vance ကကြီးကျူးခဲ့ပေမဲ့လည်းနောက်ထပ်အဆင့်တွေအတွက်ဂျိုးပန်းအထောက်မှုများစွာကြန့်ရှိနေသေးတယ်လို့ဆိုကြောင်း င်သိရပါဗျ။ဆက်လက်ပြီးရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကိုအမေရိကန်စီးပွားရေးပိတ်ဆို့အရေးယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူကရိန်းစစ်ပွဲရဆိုင်ရေးအတွက်ဖိအားပေးမှုတစ်ခုဖြစ်ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီတစ်ခုကိုအမေရိကန်ကအရေးယူပိတ်ဆို့ကြောင်းကြေညာခဲ့ပါတယ်။အင်ဖြူရောမှာ NATO စစ်မဟာမိတ်အဖွဲ့ရဲ့အတွင်းမှုချုပ်မက်ဒရူတေးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားကုမ္ပဏီတွေကိုစီးပွားရေးပိတ်ဆို့အရေးယူမယ်ဆုံးဖြတ်ချက်ကိုတည်ပြုခဲ့ပါတယ်။ဒါဟာရေနံတင်ပို့မှုတွေကနေဝင်ငွေဆက်လက်ရှာဖွေနေတဲ့ရုရှားအတွက်စီးပွားရေးရာကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ အော်တိုဘန်လ22ရက်နေ့တုန်းကရူဒေးနဲ့ဒိုတရင်တောက်တွေကိုတွေ့ဆုံချိန်မှာထရန့်ကသူနဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဆွေးနွေးစကားပြောတဲ့ခါတိုင်းတကယ့်ကိုဖော်ဖော်ရွေ့ရွေ့ရှိခဲ့ကြကြောင်းဒါပေမဲ့ရလက်ကတော့ဘေကိုမှချီချီရောက်ရောက်ဥတီသွားလေမရှိခဲ့ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။သူဟာယူကရိန်းငြိမ်းချမ်းရေးကိစ္စထုံးအားပေးမဲ့အစီအမံတွေအတွက်ရူဒေးနဲ့ဆွေးနွေးခဲ့တာပါ။ရုရှားပေါ်ရင်းယူပိတ်ဆို့မှုတွေမကျေညာခင်တရက်အလိုမှလည်း မရိကန်အစိုးရဟာပူတင်နဲ့ထရန့်တို့ကြားယူကရိန်းစစ်ပွဲရဲ့ဆိုင်းရေးကိစ္စဟန်ဂရီနိုင်ငံဘူတာပက်စ်မြို့မှာတွေ့ဆုံဆွေးနွေးဖို့ညှိနှိုင်းနေတာတွေကိုလည်းအချိန်ကန့်သတ်မရှိဆိုင်းငံ့ကြောင်းကြေညာခဲ့ပါတယ်။အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးထရန့်ကသူ့အနေနဲ့အချိန်ဖြုံးယုံတသက်ဆွေးနွေးပွဲမျိုးကိုမလိုချင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။နှိစက်သူတွေကတော့ရုရှားဟာအပြစ်ခက်ရေးဆိုင်းအဆိုကိုလက်မခံတဲ့အပြင်ညှိနှိုင်းဖို့ခက်လောက်တဲ့တောင်းဆိုမှုတွေကိုတင်ပြခဲ့တဲ့နောက်ထရန့်ကပူတင်နဲ့မတွေ့သေးဖို့ဆုံးဖြတ်ခဲ့တာလို့ပြောပါတယ်။ရုရှားပေါ်ရေးယူပိတ်ဆို ုံးမှုတွေနဲ့ပတ်သက်ပြီးထရန့်ကအခုအခါအချိန်ကျလာပြီလို့သူယူဆကြောင်းအဲ့ဒီမတိုင်ခင်အကြကြီးဆောင်ပေးခဲ့ကြောင်းဆိုပါတယ်နောက်ပြီးရုရှားကသာစစ်ပွဲကိုရပ်ဆိုင်းလိုက်မယ်ဆိုရင်အဲ့ဒီပိတ်ဆို့အရေးယူမှုတွေကိုအမေရိကန်ကလည်းမဆိုင်မတွဖိအားပေးမှလို့ထရန့်ကအမခံခဲ့ပါတယ် ရုတ်တေကရုရှားရေနံကုမ္ပဏီတွေကိုအမေရိကန်ကပိတ်ဆို့ရေးယူလိုက်တဲ့ဆုံးဖြတ်ချက်ပေါ်အထူးတလဲချီးကျူးခဲ့ပြီးပူတင်အတွက်ဖိအားတွေအများကြီးထိုးသွားစေမယ်လို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ရုရှားကိုဖိအားတွေပို့ပေးဖို့လိုကြောင်းဒီနေ့မှသမရထရာအဲ့ဒီလိုအပ်ချက်ကိုလက်တွေ့လုံဆောင်ခဲ့ကြောင်းရုတ်တေကမှတ်ချက်ပေးသွားပါတယ်။ရေနံနဲ့တဘာဝတံငွေတွေဟာရုရှားရဲ့အရေးပါဆုံးမဟာပြူဟာပြပပုတ်ကုံတွေဖြစ်ပြီးတရုတ်အိန္ဒိယနဲ့တူရကီလိုနိုင်ငံတွေကအဓိကဝယ်ယူနေပါတယ်။ထရန်ကအဲ့ဒီနိုင်ငံတွေကိုလည်းရုရှား ားစီကရင်းနှံတွေဆက်မဝဲဖို့တောင်းဆိုထားပါတယ်။တစ်ဖက်မှာလည်းဥရောပသမဂ္ဂ EU ဟာလာမယ့်နှစ်အနည်းငယ်တွင်ရုရှားစီကတန်ငွေတင်သွင်းဝယ်ယူမှုတွေကိုအပြီးတိုင်ရပ်ဆိုင်မှုတွေအစီအစဉ်တွေရေးဆွဲပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။ခုလိုစိတ်ဝင်စားပွဲနိုင်ငံတကာသတင်းတွေနောက်ဆင်ရဖို့အတွက်ကျမတို့ရဲ့ Dotstar Channel လေးကို Like and Subscribe လုပ်ပေးကြပါအောင်ရှင်အဆုံးထိနောက်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်